ဒီနေ့အောက်တိုဘာ၂ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။တနစ်ကျော်သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ကြောင်မဲမျိုးကနေ TNLA တပ်တွေမနေ့ကစုခွာပေးလိုက်ရတဲ့နောက်ဒီနေ့မှာ TNLA ပြောရေးစခွင့်ရှိသူလွေရည်ဦးကရှမ်းမြောက်ကကြောင်မဲနဲ့နောင်ချိုမျိုးကနေစုခွာပေးလိုက်ရတဲ့အပေါ်သင်ကန်းစာတွေယူပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေကိုပြန်သုံးသပ်ဆောင်ရွက်သွားဖို့ရှိကြောင်း People's Spring ကိုပြောပါရရှင်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကစရုံးမြို့စည်းကိုစစ်ကောင်စီလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာမှာ ဒဏ်ရာရသူ၃ဦးထပ်ပြီးသေဆုံးခဲ့ပါတယ်။စက်တင်ဘာ29ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေအပါအဝင်၈ဦးသေဆုံးပြီးထိခိုက်သူ၉ဦးရှိခဲ့ပါတယ်။အခုတော့အဲ့ဒီ၉ဦးထဲက၃ဦးထပ်ပြီးသေဆုံးသွားလို့စုစုပေါင်းသေဆုံးသူက၁၁ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်ရှင်။မြမပကြီးလောကရဲ့အထင်ကရဖြစ်တဲ့ပကြီးဆရာကြီးဦးလွန်ကျွဲဒီနေ့ကွယ်လွန်ခဲ့ပါတယ်။စက်တင်ဘာ24ရက်ကပဲအသက်66နှစ်ပြည့်မွေးနေ့ပွဲကျင်းပသွားခဲ့တဲ့ဆရာကြီးဦးလွန်ကျွဲကဒီနေ့မနက်ပိုင်းမှာပဲကွယ်လွန်ခဲ့တာပါ။ ဆရာကြီးရဲ့ပကြီကားတွေကိုမြန်မာနိုင်ငံအမျိုးသားပြတိုက်စင်ကာပူအမှုပညာပြတိုက်နဲ့မလေးရှားအမျိုးသားပကြီပြကန်းစတဲ့အထင်ကရပြတိုက်တွေမှာဆူဆောင်းထားရှိတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်တွေကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီးပြည်စော်တီကောင်းဆောင်တအုပ်ကိုအရှင်ဖမ်းမိထားတယ်လို့ဒဇယ် PDF စီကသိရပါတယ်။စက်တင်ဘာ30ရက်ကတိုက်ပွဲမှာဖမ်းမိခဲ့တာဖြစ်ပြီးအဲ့ဒီပြူကောင်းဆောင်ကိုလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်ရှင်။